ုကျွန်တော်တို့ကားဆွဲလို့ရတဲ့ပတ်စံတွေအကုန်လုံးကိုကပ်ဘူးဖယ်မယ်ကဲကြီးဖယ်မယ်ပြီးသွားလို့ရင်ရတဲ့ပတ်စံတွေအကုန်လုံးကိုပစ္စည်းချင်းအောင်နေတောင်းနေကောင်းနေပေါ့အဲ့ဒီဝယ်ပြီးတော့တကယ်လိုအပ်တဲ့နေရာမန္တလေးစကိုင်းတကယ်လိုအပ်တဲ့နေရာတွေကိုကြောင်းအောင်တော့လူကိုစဉ်းစားထားပါတယ်လိုင်းဆွဲတာကတော့အနှေးရနေနဲ့၃ရက်နေပြတော့တဝိုင်းကို6တောင်း9တောင်းတော့ရတယ်အခုဆိုရင်တဝိုင်းလေးကမှ2သိန်းကျော်ပေါ့နော်ကားတစ်စီးကို2သိန်းကျော်ရတဲ့အောက်တွေရှိကြတာပေါ့အဲ့တော့ကြောင့်ဒါမိဘခီးသွားမိဘပြည်သူတွေရောအကုန်လုံး ဘိုင်းဝန်ကူညီပေးကြတာပေါ့ဗျာ27ခွဲ27ခွဲ27ခွဲကျွန်တော်ဒီ line ဘက်ကပေါ့တနေ့ဘလောက်ဒါခွန်အားလေးနဲ့ပေါ့ကျွန်တော်မှလည်းဝင်ရမတတ်နိုင်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်စူပေါင်းပြီးတော့ခီးတဲ့အားလုံးနဲ့စူပေါင်းပြီးတော့ပြူတဲ့အလူလေးတူဖြစ်ပါတယ်ပြီးတော့ကျွန်တော်29ခွဲ line လေးမဟုတ်ပါဘူး6ပူး line နေမှာပါပါတယ်ခင်ဗျရေမောင်းနေရလဲဝင်ဝင်မရှိတဲ့တော့သူတို့ရဲ့မနက်စာနေ့လေသားညစာကိုကျွန်တော်တို့ ်ရင်ပေါင်းဟိုရင်ပိုင်ရှင်များပေါ့ကျွန်တော်တငယ်ချင်းတွေအကုန်လုံးစုစည်းပြီးတော့ဒီရင်ပေါင်းတွေကိုလည်းချက်ကျွေးပုတ်တယ်အာဟာရဒါနပြုတာပေါ့ပြောချင်တာကတော့ထုံးမုံအားငယ်ပါနဲ့လို့အကျုံရန်ကုန်မှာအတူနဲ့ကအစင်းလေးရှိပါလေလို့ဟုတ်ကဲ့ကျွန်တော်နာမည်ကိုအောင်မင်းလက်ပါ ီနက်ဆက်ကုန်ရင်လိုက်မှာကာနက်စီပိုင်ပါတယ်ပထမတော့ဒီလိုပဲဗျလပေးစံထိုင်နေနေဆွေးနွေးကြတာပေါ့ဒီလိုမျိုးမန္တလေးမှာဒီလိုလေးဆုံးရှုံးသွားတယ်ဆိုတော့ညီကိုလေးဘလို့ကုညီမလဲပေါ့တစီးရနှစီးနှစီးရသုံးစီးအဲ့နဲ့နေ့တစ်ပိုင်းနေတံမြင်ပြီးတဲ့အခါမှာလိုင်းတစ်လိုင်းလုံးပါလာတယ်ရင်မောင်းနေရောရင်ပိုင်ရှင်နေရောပေါ့ဟုတ်ကဲ့ဟိုကျွန်တော်တို့ကားဆွဲလို့ရတဲ့ပတ်စံတွေအကုန်လုံးကိုကပ်ဘူးဖယ်မယ်ကဲကြီးဖယ်မယ်ပြီးသွားလို့ရင်ရတဲ့ပတ်စံတွေအကုန်လုံးကိုပစ္စည်းချင်အောင်နေစောင်းနေကောင်းနေပေါ့အဲ့ဒီဝယ်ပြီးတော့တကယ်လိုအပ်တဲ့နေရာမန္တလေးစကိုင်း မန်လေးမျိုးဆိုလည်းမန်လေးမျိုးရဲ့မျိုးစုံမျိုးပြပေါ့တကယ်လိုအပ်တဲ့နေရာတွေကိုကြောင်းအောင်သွားလူကိုစဉ်းစားရပါတယ်။လိုင်းဆွဲတာတော့အနည်းအနည်းနဲ့၃ရက်နေပြပထမတစ်ရက်ကတော့ခီးတယ်တည်းရဲ့လူတဲ့ကောင်းမှုပေါ့နော်အားလုံးပေါင်း85တင်းကျော်တယ်ဗျ။ဟုတ်ကဲ့ဒီနေ့တည်းရဲ့တော့ဆေးမချုပ်သေးရတော့မသိသေးဘူးဗျ။နစတိခွဲနစတိခွဲနစတိခွဲကျွန်တော် 1B29 ရင်မော တင်မျိုးဝင်ပါကိုတင်မျိုးဝင်ပါဟုတ်ကဲ့ဟုတ်ကျွန်တော်တို့ရင်မောင်းနေပေါ့ရင်မောင်းအားလုံးအားလုံးညီညွတ်ညွတ်ပါပဲဟိုဒီ owner တွေအကုန်လုံးကပေါ့ဒီလိုမျိုး place ဆွဲတဲ့ခါကျတော့ကျွန်တော်ရင်မောင်းတွေအကုန်လုံးပါဝင်ပါတယ်ပါဝင်ပြီးတဲ့ပြင်ကျွန်တော်တို့တော့ကာယဒါနာလေးပေါ့ဒါပေမဲ့ကျွန်တော်တို့ကပေါ့တက်စီတဲ့ခီးသွားမိဘပြည်သူတွေကျွန်တော်အိမ့်မှာနှိုးဆော်ပေးပါတယ်ဒီငလင်တန်ကိုဟိုခံစားရတဲ့ပြည်သူတွေပေါ့နော်ကျွန်တော်တို့တော့ရောက်ကူညီမှာလှူဒါန်းမှာဖြစ်တဲ့အတွက်အလူငွေလေးတွေပေါ့ပါဝင်ဖို့အတွက်ကျွန်တော်တို့ဆော်ပေးပါတယ်အဲ့တော့ဒီ ကြီးသွားမေးဆွေပြည်သူတွေကလည်းတော်တော်များများကိုဝမ်းမတတနဲ့လှူကြပါတယ်။ကျွန်တော်တို့အရင်တုန်းကဆိုတော့ဒီရင်စည်းက400ပေါ့နော်တတ်မှတ်ထားတာပြီးတော့ကတ်အသုံးပြုတယ်။ကျွန်တော်တဝိုင်းကို6000 9000တော့တော့ရတယ်။အခုဆိုရင်တဝိုင်းလေးကိုမှ2သိန်းကျော်ပေါ့နော်ကားတစ်စီးကို2သိန်းကျော်ရတဲ့အခောက်တွေရှိကြတာပေါ့။အဲ့တော့ကြောင့်ဒါမိဘခီးသွားမိဘပြည်သူတွေရောအကုန်လုံးဝိုင်းဝန်းကူညီပေးကြတာပေါ့ဗျာ။ PD ဖြစ်တယ်တော်တော် PD ဖြစ်တယ်ဒီတကယ်ဒုက္ခရောက်တဲ့ငလင်တန်းခံရတဲ့ပြည်သူတွေပေါ့နော်။ အဲ့ဒါတို့ကုညီဖို့အတွက်ပေါဝင်ကုညီခွင့်ရတော့ပဲပြောမပြတော့အောင်တကယ်ဝမ်းသာပါတယ်ကျွန်တော်နာမည်ကတော့အောင်မြင်အေးပါခင်ဗျာကျွန်တော် WMB 29ရက်ရင်းမောင်းဖြစ်ပါတယ်ကျွန်တော်ကဒီနေ့ဟိုပြုလုပ်တဲ့ဟိုဒီငလင်ထွက်ပေါ့ငလင်ဘေးထွက်ကိုကျွန်တော်ဖြစ်သူတွေကတပူအကုန်လုံးအများကြီးပူပေါင်းပါဝင်တော့ကျွန်တော်တို့ အကုန်လုံးစိတ်ချမ်းသာပါတယ်အစီအမ်းပြေပါတယ်ပြီးတော့တယောက်မကြံပေါ့ကျွန်တော် ကားပေါ်မှာတက်တက်ခီးတဲ့အကုန်လုံးတယောက်မကြံကျွန်တော်တို့ကားတွေအားလုံးလှူဒန်းပေးပါတယ်ပြီးတော့လည်းစိတ်ချမ်းသာပါတယ်ကျွန်တော်တို့စုလည်းတောင်းပေးကြပါတယ်ခီးတဲ့တွေမကောက်ကျွန်တော်တို့လှူတဲ့လူချက်မှာတန်ငါတော်တွေလည်းပါပါတယ်ဒီလအချိန်တွေတန်ငါတော်တွေအစတက်လာတယ်လှူတယ်ပြက်စင်းသွားတယ်ထက်လှူသွားတယ်အဲ့တော့ကျွန်တော်တို့တွေစိတ်ချမ်းသာပါတယ်အဓိကကျွန်တော်ရဲ့လူချင်းတဲ့ဆန္ဒတစ်ခုကတော့ကျွန်တော်တို့ဒီလူလက်ရှိဖြစ်နေတဲ့မန်လေးတိုင်းတို့စကိုင်းတို့မှာတကယ်အခုစိုးစိုးရွားရွားဖြစ်သွားတဲ့ဒီမန်လေးနိုင်ကြီးကြောင့်ကျွန်တော်တို့ ဘက်ဟိုကျွန်တော်ဒီ line back ကပေါ့တနေ့လောက်ဒီဒါခွန်အားလေးနဲ့ပေါ့ကျွန်တော်မှလည်းငွေရမတတ်နိုင်ပါဘူးအဲ့တော့ကျွန်တော်စူပေါင်းပြီးတော့ခီးတဲ့အားလုံးနဲ့စူပေါင်းပြီးတော့လှူတဲ့အလှူလေးတခုဖြစ်ပါတယ်အဲ့တော့ကြောင့်ခီးတဲ့အားလုံးကဝန်းဝင်းပြီးတော့လှူရတဲ့ကျွန်တော်တို့တကယ်စိတ်ချမ်းသာပါတယ်အစင်လည်းပြင်ပါတယ်ကျေးဇူးတွေတင်ပါတယ်ခီးတဲ့များအားလုံးတကယ်ကျေးဇူးတင်ပါတယ်ကားပေါ်တက်လာတဲ့အားလုံးပဲဟိုမတောင်းမဆန့်ပဲနဲ့အကုန်လုံးဟိုအစင်ပြေရှုံးမှုဖြစ်အောင်ရည်စည်းကဟိုမတက်မှတ်ပဲနဲ့အလှူငွေလို့တက်မှတ်ပြီးတော့ပဲတို့အကုန်လုံးထည့်သွားကြပါတယ်အဲ့တော့ကြောင့်ကျွန်တော်ကျေးဇူးတင်ပါတယ်ခီးတဲ့များအားလုံးလည်းပြီးတော့ကျွန်တော်29ကတလိုင်းလေးမဟုတ်ပါဘူး 6ခုလိုင်းနေမှာပါပါတယ်ခင်ဗျာကျွန်တော်တို့ဒီအခုလက်ရှိဆွဲနေတဲ့ဒီအခါဟိုလိုပြောမယ်မလင်တွက်ပေါ့နော်အလူငွေကောက်ခံတဲ့အချိန်မှာ6ခုလိုင်းကလည်းဆွဲပြီးရတဲ့6ခုလိုင်းကရမောင်းနေညီကိုမောင်နှမအားလုံးကိုလည်းကျွန်တော်ကျေးဇူးများတင်ပါတယ်ကျွန်တော်နာမည်ကတော့ကိုဖိုးသားကြီးပါကျွန်တော်ဒီထဲမှာတော့ကားတစီးပိုင်နေပေါ့။အော်ဒီလိုပဲပေါ့ကျွန်တော်တို့ဟိုရင်ပိုင်ရှင်တွေပေါ့စူးစီးပြီးတော့ပေါ့အကုန်လုံးတိုင်ပင်တာပေါ့ကိုကျွန်တော်ဒါလေးလှုပ်ရှင်နေပေါ့နော်အကုန်လုံး ဟိုလူလောက်ပါဒီလူလောက်ပါပေါ့ကျွန်တော်တို့ live stream လုပ်ရတာပေါ့မနေ့ကျွန်တော်10နာရီလောက်ကပေါ့ကျွန်တော်စပြီးတော့ရင်ထဲလည်းတကယ်မကောင်းပါဘူးအဲ့လိုမျိုးတွေဖြစ်ပြီးကျွန်တော်ဆိုရင်ကားလည်းလုံးဝမမောင်းပြေဘူး owner တယောက်ပဲရင်မောင်းလဲမောင်းတယ်ကျွန်တော်ကားလည်းမောင်းတယ်အဲ့မဲ့အဲ့ဒါတွေမြင်ပြီးတော့ကျွန်တော်မမောင်းကျင်တော့ဘူးဗျာအဲ့ဒါနဲ့ကျွန်တော်တယောက်တယောက်တယောက် live ဆုပြီးတော့ပြောလိုက်တာဒီလိုဖြစ်နေဆိုတော့ကိုတယောက်တည်းလည်းမပြီးဘူးအားလုံးကို live ပြောမှအဆင်ပြေမှအဲ့တော့ကြောင့်အကုန်လုံးကပြောတော့ okay အဆင်ပြေတယ်တကယ်ဥစ္စာ အကုန်လုံးကပေါ့ရေမှန်ရှင်အကုန်လုံးကသဘောတူတယ်မင်းလုပ်တဲ့ဥစ္စာကိုအဆင်ပြေတယ်ဒါနဲ့အားနဲ့ကျွန်တော်တို့ဒီလုပ်ငန်းလေးကိုလုပ်ဖြစ်သွားတာပေါ့အလူရှင်ဆိုတာတော့ကျွန်တော်တယောက်တည်းတော့မဟုတ်ပေါ့ကျွန်တော်တို့ရင်အုံနာတွေအကုန်လုံးစုစည်းပြီးတော့လုပ်တာပေါ့ကျွန်တော်ဆိုရင်ကျွန်တော်တငယ်ချင်းတွေကထမင်းချက်ရင်မောင်းနေပါပဲအကုန်လုံးကတော့ထမင်းချက်စာပြုတ်မနှက်စာစာပြီးတော့တို့ရင်မောင်းနေရလဲဝင်ဝင်မရှိတဲ့တော့တို့ရဲ့မနှက်စာနှိမ့်လေတာညစာကိုကျွန်တော်တို့ရင်ပေါင်းဟိုရင်မှန်ရှင်များပေါ့ကျွန်တော်တို့တငယ်ချင်းတွေအကုန်လုံးစုစည်းပြီးတော့ ဒီရင်မောင်းတွေကိုလည်းချက်ကျွေးပုတ်တယ်အာဟာရဒါနာပြုတာပေါ့အာရင်ထဲမတိခံစားရပါတယ်ကျွန်တော်ဆိုရင်တကယ်ဟိုးစာနေလဲအတားလေးကြီးလိုက်မျက်ရည်ကျလိုက်နေပဲဒီလိုပဲသွားနေရတာပေါ့ကိုလည်းရှိလားဆိုတော့ကိုလည်းအဲ့လောက်အရှိတမ်းမဟုတ်ပါဘူးရှိတဲ့တွေကလူတာပေါ့ခံစားနေရတဲ့မိဘပြည်သူများကိုလည်းကျွန်တော်ဒီကနေပြီးတော့ဟိုပလီစနဲ့ပြောချင်ပါတယ်ဘာမှအားမငယ်ပါနဲ့ကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်တို့တက်နိုင်တဲ့ခွန်အားလေးကကျွန်တော်ကူညီချင်ပါတယ်ခင်ဗျဘာမှအားမငယ်ပါနဲ့လို့အရာရာဆဆအကုန်လုံးဒီပြည်သူချင်းချင်းပေါ့နော် ဒီလူမျိုးချင်းချင်းပြည်သူချင်းချင်းကူညီဆောက်ရှောက်မဲ့လူတွေအများကြီးရှိပါတယ်လို့ကျွန်တော်လည်းဒီဘက်မှာအားတက်သီရောနဲ့တက်ပြီးတော့ကြုံခဲ့ရင်လေကျွန်တော်ကိုယ်တိုင်ပဲခွန်အားနဲ့တက်ရင်းပြီးတော့တက်ပြီးတော့အခုလိုမျိုးလောကဌာနတွေပြုပေးပါအောင်မယ်လို့ပြောချင်တာကတော့ထုံးမို့အားငယ်ပါနဲ့လို့အကျုံရန်ကုန်မှာအတူနဲ့ကအစင်းလေးရှိပါတယ်လို့